ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဒေါ်တီတာအေးပါဆရာကြီးဟုတ်ပြီဗျာအသက်က52နှစ်ပါဆရာကြီးအရွယ်ကောင်းတိုက်ကြီးတိုက်ကြီးရပါတော့ရန်ကုန်တိုင်းတိုက်ကြီးပေါ့ဆရာကြီးဆရာမပါတဲ့အလုပ်ကဟုတ်ပြီဗျာဆရာကြီးရှင်တဲ့တအိမ်ထုတ်ထားတာ၈လရှိပါပြီ၈လဟုတ်ကဲ့ဆရာကြီးဟုတ်ပြီဘာဆေးမှဆက်လက်မိဝဲခြင်းမရှိပါတဲ့ဟုတ်ပြီအခုဖြစ်တာကတဲ့တအိမ်ထုတ်ပြီးမှဒူးနာတာပါတဲ့ဟုတ်ပြီ အထိုင်ရထမကောင်းပါတဲ့ဟုတ်ပြီအထိုင်များရင်တဲ့ခြေချောင်းလေးတွေရောင်ပါတယ်ဟုတ်ပြီလမ်းထလျှောက်မှာတက်တာသွားပါတယ်တဲ့အဲ့ဒါလေးကတော့လမ်းနဲ့လျှောက်ပါလမ်းလျှောက်တဲ့အခါမှာယူယူဖနက်ထက်ကျမ်းမာရေးဖနက်ဆိုအခုပေါ်နေပြီဟုတ်ကဲ့ဆရာဘူးလေးတွေနဲ့လေဟုတ်ကဲ့ပါဆရာအိဖရာမင်းလျှောက်ပါလမ်းလျှောက်ထားလဲကောင်းပါတယ်မနေ့အိယာထားရတဲ့ခြေချင်းဝတ်တွေနာပါတယ်တဲ့အဲ့ဒါတော့ညအိယာဝင်တဲ့အချိန်မှာ အပူတွေဘာမှမလိမ့်ပါနင်နာတယ်ဆိုပြီးတော့လေဟုတ်ကဲ့ဆရာနဲ့တက်ဖြူတို့တောင်းတန်းကြီးတို့မလိမ့်သေးဘူးတနခါကရမက်သို့မဟုတ်ကရမက်ကတော့ညာဘက်မှာပူကောင်းတယ်ဟုတ်ကဲ့ပါဆရာနေ့ကိုအချိန်ကြီးအရင်တနခါလေးလိမ့်ပြီဟုတ်ကဲ့ညကိုကရမက်လေးလိမ့်နေ့တနခါညကရမက်အဲ့လိုလိမ့်ပြီးရင်ကိုဒါတက်တာတော့ပါလိမ့်မယ်လို့ဟုတ်ကဲ့ပါဆရာဘလို့ပြုမှုနေထိုင်ရမလဲတဲ့အခုအကြံပေးသလိုပဲပြုပြုနေထိုင်ရင်လုံလောက်ပါပြီလို့ ကျေးဇူးတင်ပါတယ်ဆရာအခုမေခွန်းရှင်ကကိုငိမ့်ချမ်းမောင်ပါကိုငိမ့်ချမ်းမောင်ကောင်းလိုက်တဲ့နာမည်ကွာဟုတ်ကဲ့33နှစ်ပြင်းဦးလွင်ရပါရွေကောင်းဟုတ်ပြီအယောင်အဝယ်လှုပ်လှုပ်ပါတယ်တဲ့ဟုတ်ပြီဗျာဆရာကြီးခင်ဗျားတဲ့အပူခဲပြီးအမြဲမအီမပါဖြစ်နေပါတယ်တဲ့ဟုတ်ပြီဝမ်းပိုင်းနဲ့ပေါင်ကြံတွေတဲ့ပူနေပါတယ်တဲ့ဟုတ်ပြီခြေပွားအစီတွေထပ်ပါတယ်တဲ့ခြေပွားမှာခြေစီထွက်တယ်ဟာ ဝိုင်းပိုင်းနဲ့ပေါင်ကြမှာလဲပူလေဟုတ်ကဲ့ဆရာကြီးခြိပြားကလည်းအေးမခံဘူးတဲ့ဟုတ်ပြီအေးမခံနိုင်ပါဘူးတဲ့ဟုတ်တယ်ကျွန်တော်ကျမ်းမှာလမ်းဆန်းအောင်တဲ့နေထိုင်စားတောင်းနည်းလေးလမ်းညွှန်ပေးပါခင်ဗျာဟုတ်ပြီအဲ့ဒီအတွက်မေခွန်းကမေခွန်းရှင်ရောဂျန်တဲ့လူရောဒီလိုလိုက်နာဖို့ကောင်းတဲ့ဒီရွယ်လေးဟုတ်ကဲ့ပါဆရာကြီးစလိအရက်ကွန်းဟုတ်ကဲ့ပါအဲ့ဒါမြှိုးရင်ဖြတ်ပါဟုတ်ကဲ့ပါဆရာကြီးစလိတောက်တောက်အရက်တောက်တောက်ကွန်းစားစားအဲ့ဒါမြှိုးရင်ဖြတ်ပါ ဟုတ်ကဲ့အကျွတ်ကျော်လေးပေါ့ဟုတ်ကဲ့ပါဆရာဣချာကွေးတို့စုံစားတို့ဘုရားကျော်တို့စာမျိုးနောက်ကလေးစားတဲ့ငမုတ်ကျော်ကအလူကျော်မျိုးအဲ့ဒီတစ်ခုရလိုက်ပါဆက်ပြီးစားစရာမရှိတော့ဘူးစားရမယ်ဒိန်ကျင်တော့ပါဟုတ်ကဲ့ပါဆရာဒိန်ကျင်မရနိုင်ရင်မကြီးဖြော်ရည်တော့ပါဟုတ်ကဲ့ပါဆရာဒိန်ကျင်နဲ့မကြီးဖြော်ရည်နှစ်ခုသလုံးရရတော့ဒီနေ့ဒိန်ကျင်တော့လိုက်နောက်နေ့ကျမကြီးဖြော်ရည်လေးတော့လိုက်ဒီနေ့ဒိန်ကျင်တော့လိုက်နောက်နေ့ကျမကြီးဖြော်ရည်တော့လိုက် အဲ့လိုတောက်တာနဲ့ကိုတက်တာတော့ပါလိမ့်မယ်ဟုတ်ကဲ့လိမ့်နာကတော့ကရမက်ကိုပဲလိမ့်ပါဦးစားပြီးပြီးတော့ဟုတ်ကဲ့ပါဆရာအဲ့လိုလိုက်နာလိုက်လို့ရှိရင်ရှစ်ပိုင်းအတွင်းမှာကိုတိတာတက်တာတော့ပါလိမ့်မယ်လို့ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အခုမေခွန်းရှင်ကမနန်းပိုမနန်းပိုတဲ့ဟုတ်ပြီကြည်မာလေးဟာ26နှစ်ရှမ်းလာကြည်မာမတည်ဦးဆရာကြီးစင်ကာပူမှာတဲ့အိမ်အကူလောက်ပါတယ်စင်ကာပူမှာအိမ်အကူကလေးတိတ်ပေါ့ဟုတ်ပြီ ဆရာကြီးရှင်းနဲ့အေးပြားရတာတနစ်ကြော်ပါပြီတဲ့ဟုတ်ပြီညနေပိုင်းနဲ့ညပိုင်းဆိုပိုရပါတယ်တဲ့ဟုတ်ပြီရတော့တဲ့ကုတ်တာတဲ့အေးပြားမှာအင်းပြင်းလိုမျိုးထွက်လာပါတယ်တဲ့အဲအဲ့ဒါတစ်ဖြတ်ဖြတ်ပြောခြင်းလေဟုတ်ကဲ့ပါဆရာရဲမကုတ်ပါနဲ့သမီးလို့ဟုတ်ကဲ့ပါဆရာကုတ်လို့ရှိရင်ပိုရမှာလို့ဟုတ်ကဲ့ပါပုတ်ပြီးပါလို့ဟုတ်ကဲ့ပါဆရာရဲနေရာလေးကိုလေပုတ်ပြီးပါဘာမှမရှိရင်လက်ကိုရေလေးဆွတ်ဟုတ်ကဲ့ပါဆရာအဲရားတဲ့လည်းမကုတ်ခနဲ့ ပုတ်ပေးလိုက်တကယ်လို့များရှားလွယ်လို့တဏ္ဍာရုကရမတ်တို့ရရဲ့အဲ့တဏ္ဍာရီကရမတ်ရီနေနဲ့ပုတ်ပေးလိုက်ရဲ့အဲ့ချက်ချင်းကိုယူပြစ်သူတို့ပျောက်သွားမှာပါသမီးလို့ဟုတ်ကဲ့ပါရားလေကုတ်လေအကုတ်လေးရားလာလေနောက်ကျတော့အရည်ပြားတွေပြည့်စည်ကုန်နေမယ်လို့ဟုတ်ကဲ့ပါဆရာမိန်းကလေးအတွက်အရည်ပြားနဲ့စံပယ်အဖိုးတန်တယ်လို့ဟုတ်ကဲ့ပါဆရာ ရာဒီကလည်းတလာခွဲမှာတစ်ခါလာပါတယ်တဲ့ပုံမှန်တလာခွဲလာရင်တော့ကိစ္စမရှိဘူးလေဟုတ်ကဲ့ဆရာတချို့ဆိုဒီလိုပါပဲ25ရက်မှာတစ်ခါပေါ်တယ်တချို့ဆိုနှစ်လမှာတစ်ခါပေါ်တယ်မှန်မို့ပဲရည်ကြည့်ပါတယ်ဟုတ်ကဲ့ပါဆရာနော်ဟုတ်တလာတစ်ခါပုံဒီပုံရမယ်လို့မဟုတ်ပါဘူးဟုတ်ကဲ့မှန်မို့လို့ပါတယ်ဟုတ်ကဲ့ပါဆရာဘလို့နေထိုင်ဆောင်ရွက်ရမလဲတဲ့အခုညွှန်ကြားတဲ့အတိုင်းဒီတိုင်းဆောင်ရွက်ပါအထူးပြောချင်တာကတော့ အဆက်နဲ့အကျော်ရှောင်းပါဟုတ်ကဲ့ပါဆရာအဆက်မှန်သမျှရက်ပါအကျော်မှန်သမျှလျှော့ပါဟုတ်ကဲ့ပါဆရာအချင်းနဲ့အခါစားပြီးပါဟုတ်ကဲ့ပါအချင်းဆိုတာမှဒိန်ချင်းမကြီးဖြော်ရည်နှစ်ခုပေါ့ဟုတ်ကဲ့ပါဆရာဒိန်ချင်းတစ်လဲတောက်လိုက်မကြီးဖြော်ရည်တစ်လဲတောက်လိုက်ပေါ့အခါဆိုတဲ့နေရာမှာတမားကြောင်ရှာရေးဥကဲသူအခါပူကားမစားပါနဲ့မဲစလီဂွေးတော့ကဲသူအေးတဲ့အခါကိုစားပြီးခြင်းအပြင်သမီးယောဂက စေးတော့သူလို့ကိုအကျိုးရှိသွားမှာပါလို့ဆရာအားပေးစကားပြောလိုက်ပါတယ်ဗျာကျေးဇူးတင်ပါတယ်ဆရာကြီးအခုမေခွန်းရှင်ကမတ်ချိုသေးအောင်ပါဟုတ်ပြီသူကမိခင်ဒေါ်ဆန္နာ68နှစ်အတွက်မေးတာပါအမေအတွက်ဟုတ်ပြီ68အရွယ်လုံးမိခင်ကတောင်တကုံမှာနေပါလားဟုတ်ပြီဆရာကြီးရှင်တဲ့မေမေကတဲ့ခြေတော့သွေးကြောထုံးလို့တဲ့2020ခုနှစ် လွန်ခဲ့တဲ့၄နှစ်ကပေါ့နော်ဟုတ်ပြီခွဲစိတ်မှုတဲ့နှစ်ခါခံယူခဲ့ပါတယ်အဲ့ဒါအခုတော့ခွဲလိုက်လို့ကောင်းသွားလဲပြီးရပါတော့သမီးရဲ့ဟုတ်ကဲ့ဆရာတကယ်လို့ထပ်ဖြစ်တယ်ဆိုရင်အဲ့ဒါအထူးသဖြင့်လေဟုတ်ကဲ့အစာတစ်ခုရှောင်ရမယ်သမီးရဲ့တိုင်းစေးပညာအရာပြောတော့ပထဝီစာနဲ့အာဂါဒစာဟုတ်ကဲ့ဆရာအရာနားလျောက်မိဖို့ကြောင့်စကားနဲ့ပြောရင်စိတ်နဲ့အစာနဲ့အကျော်ဟုတ်ကဲ့ဆရာဥမာမြေပဲတို့တံပေါက်တို့ ဥနုခောက်ဆွဲလို့အဲ့ဒါဘာရတာစိတ်ချိုစိတ်နာပေါ့စိတ်ချိုပေါ့နောက်တစ်ခါအကျော်ဤကြွေးစမှုစားဘရားကျော်ကြက်ကျော်ငါးကျော်ငမုတ်ကျော်အာလူကျော်အဲ့လိုအကျော်တွေကိုမျက်မှတ်မစားပါနဲ့ဟုတ်ကဲ့ပါဆရာအချင်းခါစားပြီပါဟုတ်ကဲ့ပါမကြီးဖြော်ရီတလက်ဒိန်ကျင်တလက်မကြီးဖြော်ရီတလက်ဒိန်ကျင်တလက်တော့ပါဟုတ်ကဲ့ဆရာနောက်မဲဇီလီရွေးနဲ့ခွေးတော်ရဲ့မဲဇီလီဘူးတို့ပြုတ်တူတာမျိုး ဟင်းယူချက်တောက်တာမျိုးတုတ်ဆရာမျိုးလေးတပတ်ကိုနှစ်ခါသုံးခါလောက်အ ਨੇ စုမှီဝဲခြင်းအဖြစ်သမီးတို့ကတက်တာပါလိမ့်မယ်ဟုတ်ကဲ့ရေချိုးရင်လည်းပဲတကယ်လို့များပိုးပိုးမြတ်မြတ်မယ်စီလီပင်တို့ပါတို့ရှိရင်လေဟုတ်ကဲ့ဆရာအဲ့ဒီအရွက်တူခူပြုတ်လိုက်ဟုတ်ကဲ့ပါဆရာပြုတ်ပြီးအဲ့ဒီပြုတ်ရည်လေးနဲ့ချိုးပြီးရင်သမီးအတွက်ပူရည်အဆင်ပြေပါလိမ့်မယ်လို့ဟုတ်ကဲ့ပါဆရာဆရာကြီးဖြေတာပြည့်စုံပါဟမ်သူမေကုန်းလေးဆက်ဖတ်ပြမယ်နော်ဆရာဟုတ်ပြီဟာ ဟိုမေးခွန်းလေးရအောင်မေးထားတာလေးစုံအောင်ပေါ့နော်ဟုတ်ပါတယ်2024ခုနှစ်မှာတဲ့ခုနက2020မှာပေါ့နော်သူကခြေတော်သွေးကြောထုံးလို့ဟိုခွဲစိတ်ထားတာပေါ့နော်ဟုတ်ပြီ2024မှာတဲ့ခြေသလုံးကစပြီးတဲ့ခြေတော်ကြီးတွေရောင်းလာပါတယ်တဲ့ဟုတ်ပြီမမေမှာတဲ့သွေးတို့နှလုံးသွေးကြောကျင်းယောဂါတွေရှိပါတယ်တဲ့ဟုတ်ပြီကြောက်ကက်စစ်တော့တဲ့ကောင်းပါတယ်တဲ့အဲဒါအများကြီးဝမ်းသာစရာကောင်းဟုတ်ကဲ့အခုကတဲ့ခြေတော်တွေရောင်းလာပါတဲ့ ဘယ်ဘက်ကတဲ့တိတ်မရောင်ပဲနဲ့တဲ့ညာဘက်ကတဲ့ပိုရောင်ပါတယ်တဲ့ဟုတ်ပြီခြေတော့အရောင်ကြဖို့တဲ့စေးနီလေးပြောပြပေးပါရှင်ဟုတ်ပြီနံပါတ်1ကတော့ခြေတော့ရောင်ရင်အောက်ကိုတွေ့လောင်းချပြီးထိုင်တာလို့နော်ဟုတ်ကဲ့ဆရာကြီးတွေ့လောင်းချနေရောင်ပါထိုင်နေနေပဲရှေ့မှာခုံလေးတစ်ခုမှတည်ပြီးထိုင်ပါဟုတ်အကယ်၍ဧည့်သည်ဆောင်တဲ့ရှင်လေးပဲမြစ်တရက်ခါမှာဟုတ်ကဲ့ပါဆရာကြီးဒီမှာကျမ်းမာရေးအရာလူအပ်လို့ တင်ထားရတာပါလို့ပြောပါဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာကိုအိမ်မှာကိုအိယာမှာကိုအိရင်လည်းပဲအိယာဘေးမှာရှိတဲ့ဖက်ခေါင်းအုံးတို့လိုဂရင်မောင်တို့လိုပေါ့နော်အဲ့လိုနေရာဒီမှာချက်လို့မြင့်ပြီးတော့အိပ်ပါဟုတ်ကဲ့ပါဆရာအဲ့ဒါတစ်ချက်နောက်တစ်ချက်ကရေချိုးတိုင်းရေချိုးတိုင်းတမြက်ချီပွားတွေကိုရေစွတ်ပါဟုတ်ကဲ့ပါဆရာလက်ဖွားရေစွတ်စားနဲ့ပုတ်ပါပုတ်တဲ့အခါမှာကန့်လန့်မပူအောင်အလျားလိုက်ပုတ်ပါဟုတ်ကဲ့ပါဆရာအချိန်90တဲ့ပုံမှုပါနဲ့ အကြိမ်90ပုတ်ပြီးပြီဆိုတော်ပြီအဲ့ဒါရေချိုးပါတော့စီးတဲ့ဖနာဟာကျမ်းမာရေးဖနာကိုဦးစားပေးစီပါလို့ဆရာအကြံပေးပါတယ်နော်ဟုတ်ကဲ့ပါဆရာအခုလောက်ပြောတဲ့အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုသမီယောဂါ၃ရက်နဲ့၅ရက်အတွင်းပါကိုတိတိတာတာတက်တာပါလိမ့်မယ်လို့အာဘိစကားပြောလိုက်ပါတယ်ဗျာဟုတ်ကဲ့ပါဆရာကြီးလိမ့်နာတော့နေ့တနခါညကလည်းမဲ့ပေါ့နော်လိမ့်နာတော့ဟုတ်တယ်ဗျာနေ့တနခါညကလည်းမဲ့ပါကျေးဇူးတင်ပါတယ်ဆရာကြီးအဲ့ဒါတနခါလိမ့်လိမ့်ကရမက်လိမ့်လိမ့် တကောတကောရက်ဟုတ်ကဲ့ပါဆရာဒါပေမဲ့ကရမက်ရက်တဲ့အခါမှာတော့ထညက်နဲ့မတည်ဘူးထညက်ရှောင်းတော့ဟုတ်ကဲ့ပါဒါအမြဲတည်ပြီးနေပါရဲ့ဆရာကျေးဇူးတင်ပါတယ်ဆရာရှင်အားလုံးစာဝနာကင်ပြရှင်ကြပါစီဗျာ